မြန်မာချောင်းမြတ်ရတနာပြပွဲပြုလုပ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။60ကြိမ်မြောက်မြမချောင်းမြေရတနာပြပွဲကိုနိုဝင်ဘာလပထမပတ်တွင်နေပြည်တော်ရှိမဏိရတနာကျောင်းစိမ်းခမ်းမှမှကျင်းပသွားမယ်လို့သိရပါထိတ်အဆိုပါပြပွဲမှာမြမပလဲများချောင်းမြေရတနာများနဲ့ကျောင်းစိမ်းများကိုရောင်းချပေးသွားမှာဖြစ်ပါထိတ်မြမချောင်းမြေရတနာပြပွဲသို့တယောက်လို့ထိပ်ပြပါကုမ္ပဏီတွေကိုလည်းဖိတ်ခေါ်လျက်ရှိပါထိတ် ဒီလိုဖိတ်ခေါ်ရှာမှဂျပန်နိုင်ငံမှကျောင်းမြတ်ယတနာကုမ္ပဏီများအဖွဲ့အစည်းများလုပ်ငန်းရှင်များအနေနဲ့တူချိုမျိုးရှိမြန်မာတန်ယုံကိုတရိုက်ဆက်သွဲနိုင်တယ်လို့အတိပေးဖိတ်ခေါ်ထားပါတယ်ရှင်။